အမေရိကန်သမ္မတဒိုနယ်ထရန့်ဒုတိယအကြိမ်သမ္မတဖြစ်ပြီးအစိုးပိုင်းကာလမှာပဲအမေရိကန်အစိုးရကထောက်ပံ့ပေးထားတဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအမေရိကန်အေဂျင်စီအဖွဲ့ USA အပါအဝင်ကမ္ဘာကိုထောက်ပံ့ပေးနေတဲ့သူတို့ရဲ့ဖွံ့ဖြိုးရေးစီမံကိန်းအလုံးကိုရနာလိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ USA အပါအဝင်သူတို့ထောက်ပံ့ပေးထားတဲ့ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ပြည်ညာရေးစီမံကိန်းအလုံးကိုဇန်နဝါရီလကုန်ပိုင်းမှာသမ္မတဒိုနယ်ထရန့်ကလက်မှတ်ရထောပြီးတော့ရက်ဆိုင်ခဲ့တယ်လို့သူတို့ရဲ့ဝန်ထမ်းတချို့ကလည်းအလောက်ကရည်နာခဲ့ပါတယ်။ဒီလိုဖွံ့ဖြိုးမှုစီမံကိန်းတွေရက်တက်လိုက်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံအခြေစိုက်သတင်းမီဒီယာတွေနဲ့ထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့မြန်မာမီဒီယာတွေအပေါ်မှာလည်းကြီးမားတဲ့တရားမှုတွေရှိလာနေပါတယ်။ဒီလိုရိုက်ခတ်မှုတွေကြောင့်သတင်းဌာနတွေမှာဝန်ထမ်းတွေကိုယာယီရှုတ်ရှာတာလစာရှုတ်ရှာတာနဲ့ထောက်ပ ပဲမှုတွေရတတ်တာတွေအထိရက်ခတ်မှုတွေရှိလာနေတာလည်းဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီဟိုဟာသတင်းဌာနတစ်ခုချင်းစီနဲ့ဆိုင်နေလို့ယူဆရတယ်ဘောနဒီ US India ပေးတဲ့သတင်းဌာနတွေမှာပူတည်ပါလိမ့်မယ်ဆိုတော့တချို့သတင်းဌာနတွေကတော့ဒီ US ပြလိုက်တဲ့ အဲ့တော့ကြောင်းတူတူလေးကိုတချို့ဒီရက်တီးရဖို့တူတူလေးကိုဒီမရေရာမသေးကြတဲ့အနေအထားဖြစ်တာပေါ့နော်ဆိုတော့ US အင်ဒီယာတချို့ပေးတဲ့ဟာတွေရာခိုင်နှုန်းအပြည့်ပေးတဲ့ဟာတွေရှိတယ်တချို့ကတော့30သူတို့က40ရာခိုင်နှုန်းရတဲ့ဟာတွေရှိတယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူဘူးပေါ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကတော့ဒါပေမဲ့ဒီ US အင်ဒီယာရက်လိုက်တဲ့အတွက်ကြောင်းကျွန်တော်ဘာရှိခက်သွားလဲဆိုတော့ဒီဝန်ထမ်းတွေရဲ့လာစာပေါ့နော်ဝန်ထမ်းတွေလာစာပြီးတော့ဒီဒီဒုံးစားကားတွေကတူတူလေးကိုရှက်ခဲသွားတယ်ပေါ့နော် ဒီလို USA အပါအဝင် American အစိုးရရဲ့ထောက်ပံ့မှုတွေရပ်တန့်လိုက်ရတာဟာနိုင်ငံတော်ပြည်သူတွေရဲ့တည်ထောင်သိပိုင်ခွင့်ကိုများစွာထိခိုက်နေပြီးတော့စစ်အာဏာရှင်ရဲ့အကျင့်ဖြစ်သွားနိုင်တယ်လို့ကိုဝနခွန်ညိုကဆက်ပြောပါတယ်။ American သမ္မတ Donald Trump ရဲ့အမိန့်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့မီဒီယာသမားတွေသာမဟုတ်ပဲကမ္ဘာတဝန်းလုံးကဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံတွေကပြည်သူတွေအတွက်ထိခိုက်မှုတွေရှိနေတယ်လို့ရန်ကုန်အခြေစိုက်တည်ထောင်ဌာနတစ်ခုက Editor တို့ကပြောပါတယ်။ရှုံငုံပြီးလို့ပြောရရင်အခုကြုံတွေ့နေရတဲ့သမ္မတ Trump ရဲ့မူဝါဒတကြား မြန်မာသတင်းမီဒီယာဖွံ့ဖြိုးရေးကိုထိခိုက်စေတာအမှန်ပါပဲဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်စင်ခုမှုနဲ့ကြုံတင်နေရတာကလည်းအမှန်ပါပဲဒါပေမဲ့ကျွန်တော်တို့မီဒီယာသမားတွေဟာလည်းဒီလိုအကျဲအတဲ့ကြားကနေပဲအခွင့်အလမ်းတွေကိုရှာကြံပြီးတော့လူထုရဲ့သိပေခွင့်တွေကိုဆက်လက်ဖော်ဆောင်ပေးကြမယ်လို့ယုံကြည်ပါတယ် USA နဲ့မီဒီယာဖွံ့ဖြိုးရေးထောက်ပံ့မှုတွေရဆိုင်လိုက်ပြတဲ့နောက်မှာအလုံနာခံလိုက်ရတဲ့မြန်မာသတင်းသမားတချို့ဟာလက်ရှိထိုင်းနိုင်ငံအတွင်းကျူညာဂျပန်အလုပ်တွေကိုလော့ကယ်နေကြရတယ်လို့ ထိုင်းနိုင်ငံမှာအခြေစိုက်နေထိုင်ကြတဲ့မီဒီယာသမားတွေကပြောကြပါဗါး2024ခုနှစ်အတွင်းမှာ USA ကမြန်မာနိုင်ငံရှိအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အကူအညီနဲ့မီဒီယာအခန်းကဏ္ဍအတွက် အမေရိကန်ဒေါ်လာ63တန်းကျော်ကိုကုန်ရထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် USA ရတ္တမုံကမြန်မာမီဒီယာလောကအပေါ်ရဲခတ်မှုတွေအပြင်လွတ်လပ်တဲ့သတင်းဌာနတွေကရရှိနေတဲ့သတင်းအချက်အလက်တွေကိုဆုံးချုံပြီးတော့ပြည်သူတွေအပေါ်မှာလည်းသိရမှုတွေရှိလာနိုင်တယ်လို့မြန်မာ Internet Project ကမီဒီယာတာဝန်ရှိသူဦးဟန်ကပြောပါတယ်နောက်ဆက်တွဲရတာဘာဖြစ်လာမလဲဆိုရင်တော့ Independent သတင်းဌာနတွေက ရနိုင်တဲ့အများကြီးတွေအတွက်အကျိုးရှိတဲ့အချက်လက်တွေကဒရင်းစင်းစင်းမှုတွေမှာမရှိတဲ့အခါကြလို့ရှိရင်ခုန propaganda လုပ်တဲ့ကိစ္စတွေ misinformation ကိစ္စတွေ disinformation ကိစ္စတွေအဲဒီတရင်းကို manipulate လုပ်တဲ့ဟာတွေအဲ့အဲ့ဒီဟာတွေအားလုံးကအဒီဒရင်းစင်းစင်းမှုတွေမှာတော့ကြီးကြီးမားမားကြီးကြီးဟိုပြက်ပြက်တနာတွေ conflict တွေဖြစ်လာပြီးတဲ့အခါကြလို့ရှိရင်လူတို့ရဲ့အကျိုးစီးပွားကိုထိခိုက်တဲ့ဟာပေါ့နော်အဲ့ဒါတွေကစီးပွားရေးမှာလည်းထိခိုက်လာနိုင်တယ်အဲနောက်ပညာရေးကိစ္စမှာလည်းထိခိုက်လာနိုင်တယ်နောက်ဆုံးနေ့စဉ်လူမှုဘဝက ဟလာဒီညမျိုးတွေအားလုံးပေါ်မှာကျွန်တော်တို့အမားယွင်းနေနဲ့ထိခိုက်လာပြီးတဲ့ American အစိုးရဟာ USA တခုလေးကိုရပ်တန့်စေခဲ့တာမဟုတ်ပဲ American အသံဘွေအိုအေနဲ့လွတ်လပ်တဲ့အာရှသံ RFA သတင်းဌာနတွေကိုပါငွေကြေးပန်တိုင် ထောက်ပံ့ပေးထားတဲ့ American ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာ Agency USA GM ရဲ့ဥပဒေလိုအပ်ချက်အရအကျုံးမဝင်တဲ့လုပ်ငန်းအစိပ်ပိုင်းတွေကိုရှုတ်ရှာဖို့ဒမတာထရန့်ကမက်လာဆီလီယန်နဲ့မှလက်မှတ်ရေးထိုးခဲ့ပါတယ် ဒါကြောင့်ပွေရဲသဏ္ဍန်ဌာနမှာလုံဝဲရတန်းထားရပြီးတော့ RFM မှာလည်းရေဒီယိုထုတ်လွှင့်မှုအပအဝင်အစည်းအဝေးအများကြီးကိုချိုးချထားရတာဖြစ်ပါတယ်။ဒီလိုမီဒီယာတွေအပေါ်မှာထောက်ပံ့ပေးထားရတဲ့ American အစိုးရရဲ့ထောက်ပံ့မှုအလုံးကိုရက်ဆိုင်လက်ရတာဟာမြန်မာနိုင်ငံရင်းနဲ့စိတ်အနာရှင်ဆန့်ကျင်ရေးကဏ္ဍတွေကိုလည်းရက်ခတ်မှုတွေကြီးကြီးမားမားရှိလာနေတယ်လို့သုံးသပ်မှုတွေရှိကြပါတယ်။